် refinance မှာ leverage ကဆင်လိုက်တာမဟုတ်ဘဲနဲ့ leverage ပိုပါနေတယ်။ဘာကြောင့်လဲ။ဟုတ်နော်ဒီ question လေးကိုခုမှ modeling စဆွဲတဲ့သူတွေအတွက်ရွေပြီးတော့ဖြည့်ပေးလိုက်ပါတယ်နော်။ခုဒီမှာတွေ့ရတဲ့အတိုင်း leverage ထဲမှာဆိုရင် basement ရှိတယ် level 1ရှိတယ် level 2မလာဘဲနဲ့ level 2နဲ့ level 1ရဲ့ကြားထဲမှာ level တစ်ခုဝင်နေရပေါ့နော်။ဟိုဒါဘာကြောင့်လဲ။ဘာအတွက်လဲ။နော်။ဒါဆိုရင်မတို့အာစပြီးတော့ ီ IM01 မှာဆိုရင် project setup စလုပ်တဲ့ချိန်မှာမတို့ level ကြီးကို copy ကူးလို့ပြောတဲ့ချိန်မှာ Aki model ထဲမှာပါလာတဲ့ level ကြီးကိုအကုန် copy ကူးဟေးဆိုပြီးတော့ပဲဒါပြောခဲ့ကြတာပေါ့နော် Okay ဒါပေမဲ့မတို့အဲ့လိုမျိုးပြောရဆိုပေမဲ့လည်းတကယ်တမ်းလက်တွေ့အော်နော်ဗီဒီနေမှာဆိုရင်အခီရနေပြီးတော့မှအခုလိုမျိုး level တွေဇတိုက်မလာပဲနဲ့ဂျာထဲမှာဒီလိုမျိုးတွေတဆင့်ခန့်ခြင်းဟာအဲ့ဒါတွေကို copy ကူးဖို့လိုသလားမလိုသလား delivery ကဘာအတွက်လဲဘာကြောင့်လဲဆိုတော့ question လေးတွေတက်လာမယ်ပေါ့နော်အရင်တော့တော့တင်ထားရတာဟဲ့အကောင် copy ကူးဆိုကူးထလိုက်တာပဲပေါ့နော်ဒါပေမဲ့မတို့ project ဒီထဲမှာအခုလိုမျိုးပါလာပြီဆိုရင်ဒီလိုမျိုးပါလာရတဲ့အကြောင်းရင်းတွေကနှစ်မျိုးဖြစ်နိုင်တယ်ပထမတစ်မျိုးကကြတော့မတို့စီ staircase တွေရဲ့ landing တွေအတွက်ကိုမတို့ကထည့်ပြီးတာမျိုးဖြစ်နိုင်တယ်နော်အခီကနေပြီးတော့လေထည့်ထားပြီးတော့ဆွဲတာမျိုးဖြစ်နိုင်တယ်နောက်တစ်မျိုးကကြတော့ မတို့မဇနိုင်း level အတွက်ပေါ့နော်ဒီထက်ခိုးထက်တင်တာပေါ့နိမဇနိုင်း level အတွက်ဆိုပြီးတော့မတို့ဗာလဲဆိုရင်အာတက်တက်ထက်ပြီးတော့မှအာထက်ပြီးတော့ဒီ level ဂျာထဲမှာထထိုးလိုက်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ mezzanine level ကကြတော့ဟို level 1မှာဆိုရင် area ကအခန်းနေရာဒီနေရာနေဒီနေရာတိရှိရဲဒါပေမဲ့ mezzanine level လို့ပြောလိုက်ပြီးဆိုရင်သူက eight area ရဲ့တစ်ဝက်လောက်ပဲရှိရှင်ရှိတော့မယ်သုံးချိုးတစ်ချိုးပဲရှိရင်ရှိမယ်အဲ့ဒါတော့ archie ရဲ့ design ပုံမူတည်ပြီးတော့အမျိုးမျိုးပေါ့နော်ဆိုတော့ဒါဆိုမတို့ဒီလိုမျိုး level တွေရှိနေရခြင်းရဲ့အကြောင်းကြီးကဆွမ်းတော့ပြောလိုက်တဲ့ဘယ်နှခုလဲနှစ်ခုအဲ့တော့ဟို mezzanine level ဆိုရင်တော့မတို့ကစိတ်ဝင်စားတယ် ဘာလို့ဆိုတော့မဇနိုင်း level မှာတစ်ခါလေးကြာရင် or ဒီအောက်က protection area စက်ပစ္စည်းတွေထားပြီးတော့မှစက်ရုံလောက်လောက်တဲ့ပေါ့ကွယ်။နောက်မဇနိုင်း level မှာထပ်ခိုးလေးထားပြီးတော့ office လေးထားရဲပေါ့။အဲ့ဒါလေးတွေ့ဘူးပါလိမ့်မယ်။နော်။စီ office လေးထားရပေါ့အေးအဲ့လိုမျိုးဆိုရင်မတော် MNE သမားတွေကအဲ့ office အတွက်ဘာတွေ MNE ပေးရမှာလဲ aircon ပေးရမှာလား lighting တွေပေးရမှာလား power outlet တွေပေးရမှာလားစသဖြင့်အဲ့ဒါတွေကိုစဉ်းစားပြဖို့လိုအပ်တယ်လေအဲ့ဒါတွေကိုမတော် model ဆွဲပြဖို့ လိုအပ်လိမ့်မယ်။ဆိုရင်ဒါဆိုမတို့ဒီမဇန်နိုင် level ဆိုရင်တော့ဒါဆိုရင်ကျင်းတည်တဲ့ဒီ level ကိုမတို့ copy ကိုသင်တယ်။ခင်နော်။တကယ်လို့မဟုတ်ခဲ့ဘူးမတို့ staircase တွေဖြစ်ခဲ့တယ်ဆိုရင် staircase ဒီမှာဆိုရင်မတို့ဒီမှာ staircase အာတက်သွားတယ်။ဒါပေမဲ့တချို့ staircase တွေက level ကိုလိုချင်တဲ့ level ကိုမရောက်ခင်မှာမဒီနေရာလေးမှာ sketch လေးဆွဲပြမယ်ဆိုကြပါစို့။မတို့က level 1ကနေ level 2ကို circus နဲ့တက်သွားတဲ့အချိန်မှာ level 1ကနေပြီးတော့တက်သွားတယ်။ဒါပေမဲ့ဗာလဲဆိုရင်ဂျားတစ်ဖက်မှာလိုမျိုး landing လေးထားပြီးတော့မှအဲ့ landing ကနေမှတဆင် level 2ကိုတက်သွားတယ်။ဒါမျိုး staircase မျိုးတွေတွေ့ဘူးလိုက်မယ်။အဲ့ဒါဆိုရင်မတော်ကအဲ့လိုမျိုး landing တွေအတွက် staircase landing အတွက်ထားရမျိုးလည်းဖြစ်နိုင်တယ်။ဟုတ်ကဲ့နော်ဒါဆိုအခုလောလောဆယ်ဒီနေရာမှာပို့ပြီးတော့ပါလာတဲ့ level တွေကဘာအတွက်ဖြစ်နိုင်မလဲလို့ နည်းနည်းယူဆကြည့်မယ်ဆိုရင်ဒါမှန်းကြည့်မယ်ဆိုရင်သူက ST လို့ပြောထားတာဖြစ်တဲ့ကြောင့်မို့ ST ဆိုတာများသောအားဖြင့် staircase ကို represent လုပ်တဲ့ abbreviation လေးတစ်ခုပဲဆိုတော့ဒါ staircase landing ဖြစ်နိုင်မယ်လို့တော့အမယူဆတယ်ပေါ့နော်အဲ့တော့ architect ကနေပြီးတော့ issue လုပ်တဲ့ drawing တွေကိုတော့ဖတ်ကြည့်တဲ့ချိန်မျိုးကြရင်ဒီ level အတွက် floor level တသက်အနေနဲ့သူတို့ drawing ထုတ်ထားသလားပေါ့နော်အဲ့လိုမျိုး drawing floor floor plan အနေနဲ့ထုတ်ထားတာမျိုးမရှိဘူးဆိုတော့ဒါ 3D မှာလည်းအမတို့ တော်ပြီးတော့ study လုပ်ကြည့်လိုက်လို့ရှိရင်ဒီ level တွက် study သွားလုပ်ကြည့်လိုက်လို့ဒါ stacky strap ဖြစ်တယ်ဆိုရင်မတို့ project setup ဆက်လုပ်တဲ့အချိန်မှာ copy ကူးတဲ့အချိန်မှာ copy ကူးစရာမလိုဘူး။ mezzanine ဆိုရင်တော့တတိထား copy ကူးဖို့လိုအပ်မလားမလိုအပ်မလားဆိုတဲ့ဟာလေးကတော့နည်းနည်းလေးတော့ဟို archive ကိုပြန်ပြီးတော့လေ့လာရမယ်။ကို MNE service အတွက်ဒါနော်ထည့်ပေးဖို့အတွက်နော် provide လုပ်ဖို့အတွက်လိုအပ်တယ်ဆိုရင်တော့အဲ့ level ကိုထည့်ကူးတဲ့နေမဟုတ်ဘူးဆိုတော့ထည့်ကူးစရာမလိုဘူး။ဟုတ်ပါနော်။ အားလုံးနားလည်မယ်လို့မမျှော်လင့်ပါတယ်တကယ်လို့ question တွေထပ်ပြီးတော့ရှိခဲ့တဲ့ဆိုရင်လည်း message လေးခြံထားပေးခဲ့ပါဒါဆိုရင်တော့မတို့နောက်မှပြန်တွေ့ကြတာပေါ့နော်